တစ်ဖက်နဲ့တစ်ဖက်လေးစားတံပိုးထားဆောင်ရွက်ကြဖို့လွှတ်တော်ကိုယ်စားလှယ်နဲ့သမရယုံဝန်ကြီးတွေကိုပြည်သူ့လွှတ်တော်မှဥက္ကဋ္ဌကသတိပေးစကားပြောဆိုခဲ့ပါတယ်ဒီသတင်းကိုတော့ဥအောင်ကြီးပေးပို့ထားပါတယ်ရှင်ဖေဖော်ဝါရီလ26ရက်နေ့ကကျင်းပပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေး16ရက်မြောက်နေ့မှာဒိုင်ဦးမဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းစွေကမြန်မာနိုင်ငံကတရားစာတတွေကိုတစ်ဖက်နိုင်ငံတို့တရားမဝင်ခိုးထုတ်ယူနေမှုပေါ်တော်ဝင်မဲ့ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေကိုဘလို့အရေးယူမလဲဆိုတဲ့မေးခွန်းနဲ့တရားမဝင်ခိုးထုတ်နေတဲ့ကုမ္ပဏီများထံမှပြန်လည်ရရှိဆောင်ရွက်ရန် စီအစဉ်ရှိမရှိမဲခွန်းကိုမေးမြန်းခဲ့ပါတယ်။အဲ့လိုမေးမြန်းတာနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတရုံးဝန်ကြီးဦးစိုးမောင်ကစီးပွားရေးလုပ်ငန်းရှင်များနဲ့ဝန်ထမ်းများပူးပေါင်းပြီးလက်ပေးလက်ယူမှုတရားမဝင်ဖွဲ့စည်းများရဲ့စီကံဥပဒေချိုးဖောက်မှုများကိုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့မေးခွန်းမေးရုံနဲ့မရပဲမေးခွန်းရဲ့နောက်မှာတာဝန်တွေကြံရှိနေတယ်လို့ယူဆပါတယ်။နိုင်ငံတော်ရဲ့တည်ဟန်စာတမ်းများလုံခြုံရေးအတွက်ပြည်သူတွေအားလုံးပါဝင်ဆောင်ရွက်လာအောင်လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကစီယုံပြီးပူးပေါင်းတားဆီးခြင်းလုပ်ငန်းတွေကိုလှုပ်ဆောင်တင့်တယ်လို့သမ္မတရုံးဝန်ကြီးကဖြေကြားခဲ့ပါတယ်။ တမလာရောင်းဝင်ကြီးဖြေကြတာနဲ့ပတ်သက်ပြီးပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးမင်းစွေကပြည်သူတွေပူးပေါင်းဆောင်ရွက်မယ်ဆိုရင်အလကားတော့မရပါဘူး။တရင်ပေးတဲ့လူကိုဘလို့အချုပ်တွေပေးမလဲဆိုတာနဲ့ပတ်သက်ပြီးမေးမြန်းမှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။အဲ့လိုပြုလုပ်ခဲ့ပြီးလွတ်တော်ဥက္ကဋ္ဌဒုရဦးရှိမန်းကအခုလိုပြောကြားလိုက်တာပါ။ဒီလွတ်တော်ဒီဆောက်ထားတာဟန်ပြရုပ်ပြဒီဆောက်ထားတာပုံပြီး။ဟန်ပြရုပ်ပြဒီဆောက်ထားတယ်ဆိုလို့ရှိရင်ဘာမှအေးလို့မရှိဘူး။ တရားလွတ်တော်လွတ်တော်ကိတုလွတ်တော်ကိုယ်လည်းလွတ်တော်ကိုယ်လည်းများတယ်ကျင့်သုံးဆောင်ဖို့လို့သက်ဆိုင်တောင်ရှိတဲ့သူများရဲ့လွတ်တော်ဟာလွတ်တော်ကလားလွတ်တော်အတိုင်းမှာမြင့်ကြီးလို့ဆောင်ရမယ့်ကိစ္စတွေကိုစင်မီယာတစ်ဖက်နဲ့တစ်ဖက်လေးကတံပိုးခါဆောင်ဖို့လိုတယ်လို့ကျွန်တော်ဒီလိုတင်ပြနေပါတယ်ဒါလွတ်တော်တဲ့မှာပါဟုတ်တယ်ကျွန်တော်ပါ မင်းမင်းကလို့တော့ဥက္ကရာပြောကြတာနဲ့ပတ်သက်ပြီးပြည်တော်စုဝန်ကြီးကိုမေးမြန်းတဲ့ပေါ်ပြည်တော်စုဝန်ကြီးကမှတ်ချက်ပေးစရာမရှိဘူးလို့ပြောကြပြီးဥက္ကရာတရားအနေနဲ့ပြောတင်ပြောလိုက်တာပြောတာလို့နိုင်ငံတော်သမ္မတရုံးပြည်တော်စုဝန်ကြီးကဖြေကြားသွားပါတယ်ကျွန်တော်အောင်ကြီးပြည်သူ့လူတော်ကသတင်းပေးပို့ထားတာပါ